ဒရုန်းတန်ကြားရင်ဖြားနာလို့တတ်တူလိမ့်မယ်လို့အဲ့လိုနေတာဖြစ်နေပြီပေါ့နော်သူတို့ကပြောခဲ့တယ်စစ်ကောင်စီလော်ဘီတွေကပြောခဲ့တယ်ဓမြသာသာပါကွာမင်းတို့လူလေး၄၅60နဲ့လူလေး100 200နဲ့ မင်္ဂလာပါကျွန်တော်ပြည်သူအားမင်္ဂလာလို့တန်စီစီကနေပြန်ပြီးကြိုးဆိုပါရစေမင်္ဂလာပါမင်္ဂလာပါညီမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါညီတက်မင်္ဂလာပါညီလည်းများတော့အခုအရခတက်တော့အေးအေးအေးရအခု ARD တိုင်းစပြီပေါ့နော် ARD စပြင်းပြီပေါ့နော်အဲ့တော့ ARD တိုင်းဟိုအရကဒါပန်တော်ကြီးလေးမျက်နှာလေးကပန်တော်ကြီးအဲ့မှာပြင်းနေပြင်းတဲ့အချိန်မှာအဲဟိုပေါ့နော်ဒေတာကန်ကြီးပြောထားရလဲတွေ့ရတယ်အဲပြီးတော့ဒီသတင်းတွေတက်လာရလဲတွေ့ရတယ်စစ်တပ်ကတော်တော်အထိနာတဲ့ပုံစံပေါ့နော်အဲအဲ့မှာ တခုမိုက်တာသူကပြောထားတဲ့ကုတ်ကမိုက်တော့နော်39ယောက်လောက်ကိုကားနဲ့တေထုတ်သွားရတယ်တော်တော်အခြေအနေဆိုးတယ်အဲ့လိုပုံစံမျိုးကြီးလည်းပြောထားတယ်ပြီးတော့ဒီဝင်စီးတဲ့နေရာတခုဆိုလည်းသူပြောတယ်ပေါ့နော်ဒီကြံဖို့အမှန်ဟောင်းဖွင့်ထားတဲ့ပန်းဟေဝန်စားတော့ဆိုင်အဲ့ဆိုင်မှာစေကောင်းစီတသားတွေကသူစကန်းချတာပေါ့စကန်းချတဲ့အချိန်မှာအရကတက်တော့ဝင်စီးတာ ရေးတာတော့စီးနင်းတာအဲဝင်ရောက်စီးနင်းတာအဲ့ချိန်မှာလုံးဝကောင်းကောင်းမွန်ပြန်တုံ့ပြန်တယ်အဲဘယ်လိုလဲဆိုတော့လက်နဲ့တည်းခဲရနေထားပြီးအကုန်ထွက်ပြေးကြအဲ့လိုပုံစံမျိုးဒါအားရစရာကောင်းတဲ့သတင်းတွေရှိရောနော်ပြီးတော့ဒါအဲတခုခုကဖြစ်တာရွာမှာရှိတဲ့ဒီပြည်သူစစ်တင်တန်းတက်ထားတဲ့အဖွဲ့တွေရှိတယ်အဲအဲ့ဒီအဖွဲ့တွေကိုစစ်တပ်ကထွက်ပြေးခွင့်မပေးဘူးပေါ့နော်ဂျားဖွဲ့တွေကတော့အဲ့လိုတင်းချောင်ကြတာရှိတယ်စစ်ချောင်ကြရပါတော့ရှောင်ကြတဲ့အချိန်မှာခုနအဖွဲ့တွေကိုထွက်ပြေးခွင့်မပေးဘဲနဲ့သူတို့ဘက်ကနေပြန်တိုက်ခိုင်းမဲ့ပုံစံမျိုးတွေလုပ်နေရတယ်တွေ့ရ ဲ့ဒါတော်တော်သူတို့အတွက်ခြေနေဆိုးတယ်ပေါ့နော်အဲတချို့ကြတော့သူကတက်ချင်လို့တက်လိုက်ရတဲ့ပုံစံမျိုးမဟုတ်ဘူးအဲဒီရွာဘက်ကအဖွဲတွေဆိုတော့ဘုဒ္ဓတာလည်းနေကြရလဲပါမယ်ပေါ့နော်အဲ့လိုလို့တော့ယူဆရတယ်အဲတချို့ကြတော့တက်ချင်လို့ကိုတက်တယ်အဲ့လိုကောင်မျိုးနဲ့အတူတူရောပြီးတော့တက်ချင်မနဲ့ဟိုချိန်ချောက်ပြီးတော့တက်ခိုင်းလို့ပါသွားတဲ့သူတွေဆိုရင်အခုပြန်တက်ရမယ့်ပုံစံဖြစ်နေပြန်တက်ရမယ့်သူတို့တက်ရမယ့်သူကလည်းကြီးလိုက်အောင် ရခိုင်တပြည်နယ်လုံးဒီမှာတိမ့်လာတယ်အရကတတော်အေးအေးဖြစ်နေသူတို့ကိုတိုက်ခိုင်းတဲ့កောင်နေရာဆာထွက်ပြေးနေရတဲ့အချိန်မှာဒီပြည်သူစစ်တင်တဲ့တပ်သားဆိုပြီးဘာလို့တတ်မှာလဲဟိုမှာအခုအဲ့အနေထားသူတို့ကြုံနေရတယ်ဗောနော်စစ်တပ်ကလည်းဒီဥစ္စာကိုမသိလားဆိုသိလားပဲငါတို့တော့မရတာဗောနော်ဒီတင်တဲ့လေးနှစ်ဘက်သုံးဘက်လောက်ပေးပြီးတော့အာတင်တဲ့ဆင်းလာတဲ့ဒီပြည်သူစစ်လိုဟာမျိုးနဲ့ငါတို့ဘလို့ပြန်တိုက်လို့မှမရဘူးဆိုတော့သူတို့လည်းသိတယ် ါပေမဲ့လည်းသူတို့အတွက်လိုအပ်နေတာအင်အားပေါ့နော်အင်အားပြောကြတော့အချိန်ပေါ့ဒီလူနဲ့ဒီအင်အားနဲ့ဆိုရင်သူတို့အချိန်အနည်းပါဆွဲလို့ရမယ်အဲပြီးတော့ကြာသူတို့အတွက်တည်ပေးရမယ်လို့ရှေ့ရရှိမယ်ပေါ့နော်အဲအကြောင်းမို့နောက်မှသူတို့ပြင်ဆင်တဲ့ဟာတွေသူတို့အချိန်ရမယ်ဆိုတော့အတွေးမျိုးနဲ့ဒီလိုမျိုးလောက်ခိုင်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲအကြောင်းမို့လို့လေဒါသူဒီလေးမျက်နှာကနေပြီးတော့ဒီဘန်တော့ကြီးကိုသူတို့အဲစစ်ကူတွေပို့တယ်လို့ပြောတယ်အဲညာလုံးပေါ့ပို့နေတာမျိုးရှိတယ်ပေါ့နော်တော်တော်ကိုတိုက်ပွဲအကြီးကျယ်ဖြစ်တဲ့အနေထား လက်နေကြီးပြစ်တာအဲ့မိုးချိန်တဲ့အတိုင်းပဲပေါ့နော်အဲဒါဒေသခံတွေပြောတဲ့ပုံစံဆိုလည်းအဲသူတို့ကြောက်လန့်တကြဖြစ်နေတဲ့နေထားပေါ့ဒါမဲ့လည်းအာရစရာကတော့အခတ်တတော်ကတိုက်ပြီးဟေးဆိုရင်တော့ကျွန်တော်ကရပြီလို့တွေ့ရမယ်ပြောပုံစံမျိုးပေါ့နော်တိုက်တော့မယ်ရပြီပေါ့နော်အဲ့ပုံစံမျိုးဖြစ်လာအခုအဲ့ဒါတော့တကယ်အာရစရာကောင်းတဲ့တည်င်းပေါ့နော်တော့ဟာမရက်သွားဘူးအေးရလေသူကအဲ့ဘန်တော်ကြီးကဒီဘက်ကဟိုပတိန်ဘက်ကိုသွားမယ်ဆိုရင်15ကီလို16ကီလိုလောက်ပဲဝေးတာပေါ့နော်ဒီဘက်ပတိန်ပတိန်ဟို ပြီးရင်တည်း၄မျက်နှာနဲ့ဆို၅ကီလို၆ကီလိုမီလာတော့ပဲဝေးတဲ့ဟာနီးနီးပဲပေါ့အလန်းနှစ်ခွာဟိုဘက်သွားမယ်ဆိုပသိရောဘယ်ဘက်သွားမယ်ဆိုပသိညာဘက်သွားမယ်ဆိုရင်၄မျက်နှာပေါ့ဟုတ်သူကအဲ့လိုအဲ့လိုသွားလို့ရတယ်ပြီးတော့အဲ့ဒီပြည်သူစစ်တွေကိုပြည်သူစစ်မူတန်းဟိုပြည်ဟိုပြည်သူစစ်တင်တန်းပေါ့နော်ပြည်သူစစ်တင်တန်းတပိသားလူတွေကိုသူကပြန်ပြီးတော့ခံတိုက်ခိုင်းနေဆိုတဲ့ဟာကဒီဘက်မှာတဲ့ကလေးကဖြစ်ပြီးသားသူကဒီညောင်ညောင်ချိုးလိုပါတော့ဘက်မှာဖြစ်ပြီးသား အဲ့ဒီမှာသူကဟိုလက်နဲ့တက်ဆင်ပေးပြီးတော့မှပြည်သူစစ်တွေကိုသွားအေအေနဲ့တိုက်ဖို့ဆိုပြီးတော့မှဟိုယာချီးပြီးတော့လွှတ်လိုက်တယ်ပြန်မလာတော့ဘူးပြန်မလာတော့ဆိုတာကဟိုဟိုတိုက်တိုက်ပွဲမှာတိုက်ပွဲလည်းမဖြစ်ဘူးပေါ့နော်မဖြစ်ဘဲနဲ့ဒီကောင်တွေကသူဟွာနဲ့ဒါအေအေနဲ့ဆက်သွယ်ပြီးတော့ပဲလက်နဲ့ပေးလိုက်လားဘယ်လိုလုပ်လိုက်လဲဆိုတဲ့ဟာစစ်ကောင်စီကဒီဟာတရင်ကိုလိုက်ရှာလို့မရတော့ဖြစ်နေအဲ့လိုယာချီးတဲ့လူတွေပျောက်ပျောက်သွားတာတွေကြုံနေရတာပေါ့ဟုတ်ကြုံနေရညီလေးကဟိုအဲ့ဒီဟာလဲပေါ့နော်ဒီဘက်မှာ ဟိုဒီကော့ဂရိတ်တို့ဘာတို့အခုဂျုံတို့တို့ဘာတို့ဘက်မှာလဲလက်ရှိ ဖြစ်နေတဲ့အဖြစ်အပျက်တွေနဲ့ကြည့်ပြီးတော့မှာပေါ့နော်ဟိုပြည်သူတွေကိုဒီကနေနည်းနည်းလေးဟိုဟာဖြစ်ချင်တာက तू ကအခုပြည်သူစစ်ရယ်ပြည်သူစစ်မှုတန်းဥပဒေရယ်ဒီဟာကြောင့် तू ကဟိုရက်တို့တင်တန်းပေးပြီးတော့မှာအဓိကတော့ညီကဘယ်လိုပြောရမလဲဆိုတော့လက်ဘူးတိုက်လိုက်တာပေါ့နော်လက်ဘူးတိုက်လိုက်တဲ့လက်ဘူးတိုက်ပြီးတော့မှာဟိုဟာဖြစ်လိုက်တာလွတ်လိုက်တာပေါ့လွတ်လိုက်တဲ့လူတွေကညီတွေ40သူတို့မှာ တင်ပေးလိုက်တယ်ဆိုလက်နေငယ်ပညာတမျိုးပဲလက်နေငယ်တော့အဖြုတ်တက်ကိုအရန်ကျွမ်းကြီးမဟုတ်ဒီလိုဖြောရတယ်ဒီလိုတက်ရတယ်ဒီလိုဒီလိုပြင်းတောင်းချင်းဒီလိုပြင်းအတွဲလိုက်ဆိုပြီးတော့မှဟုတ်တယ်တင်ပေးပြီးတော့ပဲသူတို့စစ်မြေပြင်ပို့လိုက်တာပို့လိုက်တဲ့ခါကျတော့လက်နေကြီးတွေရဲ့သဘောတရားတွေကိုသူတို့နားမလဲဘူးနားမလဲတဲ့ခါကျတော့အဲ့ဒီလက်နေကြီးနားမှာသာဒီပြည်သူစစ်ကအဖွဲ့တွေတို့ပြည်သူစစ်မှုရန်ဥပဒေကရဲဘော်တွေတို့ရှိနေမယ်ဆိုလို့ရှိရင်သူတို့ပြစ်တဲ့ဟာတွေက ပြောင်းထွက်ရင်ပြီးရောกว่าကြဆန်းနေညီလေးပြောလို့ပေါ့အမေတောက်လျှောက်ပြစ်နေတယ်လက်နေကြီးတန်းတော့ဒီချိန်ချိန်ပဲဆိုတဲ့ဟာအဲ့ဒါကသူကလက်နေကြီးထွက်နေပြီးရောလက်နေကြီးကွဲတန်းကြားနေရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့မြန်လှုပ်ခဲ့လို့ရှိရင်မဆိုင်တဲ့ပြည်သူတွေတွားပြီးတော့မှထိရောက်နိုင်တယ်ဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့ပြည်သူတွေအနေနဲ့ဒီစစ်တန်းကြားပြီးဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ဒါဟိုဘေးလွတ်ရအောင်ပေါ့နော်ဘေးလွတ်ရတဲ့နေရာအဝေးဆုံးတဲ့နေရာကိုတော့တွားပြီးတော့မှ ဟိုတန်နိုင်ငံလုံးကြီးရောတပြိုင်တည်းတရက်တည်းတပြိုင်တည်းတစ်ချိန်တည်းတော့တိုက်ပွဲဖြစ်နေတာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကကိုဟိုလိုအပ်တဲ့ပစ္စည်းလေးတွေပက်လောက်ထားပြီးတော့မှကိုသွားမယ်ရှောင်ရမယ်နေရာလေးကိုရှောင်နေခြင်းတည်းပေါ့အခုဖြစ်နေတဲ့ဇုံတွေဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့များများလာပြီပေါ့နော် များလာတဲ့ဟာတွေကလည်းဟိုဘယ်လိုပြောမလဲဟန်ပြလုတ်တဲ့ ဟိုးရင်တော့ကတော့ပြည်သူကဝေဖန်ကြတာပေါ့ဟာခဏပါကွာတရားပြီးွားလို့ရှိရင်ဒါဟိုဒီဗရက်တွေကရက်သွားပါလိမ့်မယ်လို့အဲတရားဟိုဖာတီတွေကရက်သွားပါလိမ့်မယ်ကြီးကုံရင်ရက်သွားပါလိမ့်ကြီးကုံရကြီးကြီးကပတ်တွဲခါကြီးကပတ်တွဲကုံရက်သွားပါလိမ့်မယ်ဆိုတော့ပြောခဲ့တဲ့ဇကားတွေကဟိုအလကားပဲဒီချိန်မှာမယုံနဲ့တော့ဒီကြက်ကုတ်ကြက်ခဲတကယ်အဆုံးထိသွားမဲ့တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ဟိုသူများပြောတဲ့ဟာကိုနားမယောင်နဲ့တော့ ချောင်းနေကိုကြီးချောင်းတော့ကိုဟန်နေကိုကြီးချောင်းတော့စစ်တပ်ကတော့ PDF ကတော့တေးကြတယ်ညီ PDF နဲ့တော်လိုင်းရေးတပ်ဖွဲ့ကတော့တေးကြတယ်ချစ်ကောင်စီရှိတဲ့နေရာကိုပဲသွားပြစ်မှာရန်တမ်းပြီးပြစ်တယ်ဆိုတာမရှိဘူးမရှိဘူးချစ်ကောင်စီကတော့သူတို့ဘက်ကိုလှည့်ပြီးပြစ်ပြီးဆိုတာနဲ့ဘယ်ဘက်ကတော်လိုင်းတပ်ဖွဲ့ရှိမှန်းမသိတော့ရန်တမ်းပြီးပြစ်ဘာလို့လဲဆိုတော့တပီလုံးနဲ့တပီနယ်လုံးနဲ့ဟိုဒတိုင်းမီလုံးနဲ့စစ်တပ်တစ်ခုအပွဲစည်းတစ်ခုတည်းနဲ့ဖြစ်နေတဲ့တိုက်ပွဲဖြစ်နေအဲ့တော့သူတို့ တို့လူမဟုတ်လို့ရှိရင်တို့အဝင်းဝိုင်းထဲမှာရှိနေတဲ့လူမဟုတ်လို့ရှိရင်တို့ရန်သူပဲလို့သတ်မှတ်ပြီးတော့မှပြည်သူကိုလည်းဟိုအတိဒုက္ခရောက်အောင်လို့လိုက်ပြီးတော့မှအဲ့လိုပြောင်းထိုးပြီးတော့မှပြည်ရှင်အပြေအခုလေရင်ဆိုလို့ရှိရင်လည်းကြံတွင်းမှာကျဲလို့ဟိုမှာစစ်ပေးဆောင်ဖို့ထွက်လာတဲ့ကားအုပ်ကိုလေရင်နဲ့လိုက်ကျဲလို့ပြည်သူတွေအသက်ဆုံးရှုံးရတာတွေအများကြီးကြုံနေရတာပေါ့နော်အဲ့ဒီတော့ပြည်သူကတော့ရှောင်ကိုရှောင်သိနေမြန်မြန်ရှောင်ပါလို့အကြံပေးနေတာပေါ့ ပြီးတော့အခက်တက်တော့ AA ဖြစ်တဲ့အတွက်ကိုအဲဒီနေရာတိုက်ပြီဆိုရင်တကယ်တိုက်မဲ့ပုံစံပေါ့နော်အဲဒီဟာကိုလုံးဝယုံကြည်ထားလို့ရတယ်အဲကြတော့ကိုလောရမဲ့ဟာကိုလုံးဝမြင်မြန်ဆန်ဆန်လှုပ်စေခြင်းနဲ့ရှောင်းမယ်ဆိုလည်းမြင်မြန်ဆန်ဆန်ရှောင်းစေခြင်းနဲ့ပေါ့နော်အဲပြီးတော့ဒါစစ်တက်ရှိပါတယ်ဆိုတဲ့နေရာနားမှာနေကုန်မနေနဲ့ဟိုဖြစ်စေခြင်းတာတော့ပြီးတော့အခုအနီးနားမှာရှိပါတယ်ဆိုတဲ့လူတွေကိုအကုန်လိုက်ဆွေးနေပြီဟုတ်တယ်ပြည်သူစစ်ဆိုဘာမှမဆိုင်ဘူး အဲသူတို့အတွက်တမင်တက်တက်ကိုအသေးခံခိုင်းမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုဟာမျိုးဆိုရင်လည်းနားထောင်နေနဲ့ကျွန်တော်ပြောလစ်အခါလက်လစ်လောကဒီကောင်နေနဲ့အဝေးဆုံးနေရာကိုသွားပေါ့နော်အဲအဲ့လိုဆိုရင်ဒါတပ်ဖွဲ့တွေအနေနဲ့လည်းတိုက်ရခါရပို့ပြီးတော့လွယ်ကူတယ်ဘာလို့လဲဆိုတော့ဒီပြည်သူရှိနေတယ်ဆိုတော့စိတ်နဲ့ဆိုရင်ဟိုဘက်ကောင်နေကဟိုတပ်ဖွဲ့တွေကဒါငဲ့ညာပြီးတိုက်ရောဟိုဘက်ကောင်နေကတော်တော်တက်တာနေဦးမှာပေါ့နော်အဲကြတော့မြင်းမြန်ဆန်ဆန်ပွဲပြတ်အောင်လို့မြင်းမြန်ရှောင်လိုက်မယ်ပြီးမှဒါကြီးလွတ်မြောက်သွားပြီဆိုရင် ပြန်လာလို့ရတဲ့အနေထားပေါ့နော်အခုဆို ရခိုင်ပြည်နယ်တပြည်နယ်လုံးနှိပါကိုတော်တော်ကိုခြေနေကောင်းသွားပြီတော်တော်ဟိုးကိုခြေနေကောင်းသွားပြီเนาะပြီးရင်အဲ့ထက်ခြေနေကောင်းတာလေးလည်းရှိသေးတယ်ပေါ့เนาะအဲ့ထက်တော့မဟုတ်ပါဘူးဒါပေမဲ့ဒီလုံးဝအားရစရာပေါ့အဲ့ဒါတော့ဒါကြောင့် BBL လေး BBL လေးကသူဒါတက်မွေးနေမှာပေါ့เนาะဒါမန်လေးပြည်ထက်ကနေပြီးတော့ဒါသဝင်လွာပုံစံမျိုးပေါ့เนาะပို့တဲ့ချိန်မှာလုံးဝ BBL လေးနဲ့လည်းလက်တွဲပြီးတိုက်ပွဲဝင်ဖို့အတွက်ကိုအသင့်ရှိပါတယ်ဆိုပြီးအတီးပေးလာတယ်လည်းတွေ့ရတယ်ပေါ့เนาะအဲ့တော့တက်ဖွဲ့တွေကတစ်ခုနဲ့တစ်ခုကဆက်ဆက်ပြီးတော့ အဲချိတ်ဆက်ပြီးတော့လှုပ်ဆောင်လာတယ်ဆိုတဲ့အပိုင်းနေတတဖွဲ့နဲ့တဖွဲ့ဒါနားလည်မှုတွေရှိလာတယ်ဆိုတဲ့အပိုင်းတွေကိုခုနောက်ပိုင်းမှာတော်တော်များများတွေ့ရတယ်အဲ့ဟာကကျွန်တော်အလိုချင်ဆုံးအရာပဲပေါ့နော်ကျွန်တော်အဖြစ်စေချင်ဆုံးအရာပဲပေါ့နော်ပြီးတော့ဒီ Manly PDS ဆိုလဲအခုဆိုရင်မှာပြီးအလဲပိုင်းမှာပေါ့နော်တော့ကဒီလာဘခနေရာမျိုးကိုတောက်လျှောက်ချင်းကြောက်ထားတာပေါ့နော်အရင်တုန်းကအစတော့ဒီ Manly PDS ရဲ့ဒီတပိတ်ချင်းဘက်မှာခြားပြီးဆိုတဲ့အချိန်မှာပြောကြသေးရခဏပဲกว่าပေါ့နော်အဲမိုးကိုဘက်မှာခြားချင်းမှာလည်းပြောကြခဏပဲ ပြီးရနဲ့ပြန်ဆုတ်သွားမှာဆိုရဲပုံစံမျိုးပြောတယ်လုံးဝအခုအဆုတ်မဆုတ်ဘူးလုံးဝတိုးမခံဘူးပေါ့နော်လာတိုးသမျှကောင်အကုန်လုံးကိုလုံးဝပို့ကုန်ဖြစ်အောင်လုပ်နေတယ်ပို့သမျှကောင်အောင်နော်အဲ့လိုပုံစံမျိုးဖြစ်အောင်လုပ်နေတယ်ဆိုတော့ဒါတကယ်အားရစရာကောင်းတဲ့အဖွဲ့ကြီးတွေဖြစ်လာပြီပေါ့နော်အဲ့တော့ဒီ PPL ဆိုလည်းအခုဆိုရင်ဒါအရှိပိုင်းမှာဒါငေါဆောင်ကဆိုလည်းပြောထားရှိအညာမှာဝင်မယ်ဆိုပြီးတော့ပြောထားမျိုးရှိအရှိရောကြတော့ ရဲချက်တွေကအကုန်လုံးကစစ်ကောင်စီကိုပြင်းဖို့အတွက်တွေကြီးပဲဟုတ်တယ်အစစ်ကောင်စီကိုကြုံတဲ့နေရာနဲ့ရှိတဲ့နေရာနဲ့ဆင်ပြေတဲ့နေရာနဲ့ချမယ်ဆိုတဲ့အဖွဲ့တွေပေါ့နော်ပြီးတော့ကျတော့နောက်မဆုတ်ဘဲနဲ့ကိုစော်မယ်ဆိုတဲ့စိတ်တွေနဲ့ချကြတာဆိုတော့ဒီတပ်ဖွဲ့တွေအချင်းချင်းအခုလိုမျိုးစီယုံလာတာပြီးအခြေဆက်တွေရှိလာတာပြီးတော့ခုနကလိုနားလည်မှုတွေရှိလာတာတော်တော်လေးမိုက်တဲ့ဟာပေါ့နော်အဲ့ဒါလည်းအကြောင်းဒီရက်ထဲမှာတွေ့ရတဲ့အားရစရာအချက်တစ်ခုပေါ့နော်ဒါဒီဟိုဟာဆိုလို့ရှိရင်အမှန်တကယ်က ဒီငလျင်လဲဝင်သွားခဲ့လို့ပေါ့နော်ငလျင်မဝင်ခဲ့လို့ရှိရင်ဒီနေရာတွေကတခြားအလုပ်တွေလုပ်ဖို့ရည်ရွယ်ထားတဲ့အပိုင်းလေးလည်းရှိမယ်လို့ယူဆလို့ရတာပေါ့ဟာရည်လဲရည်ရွယ်ထားပြီးသားပါဒါပေမဲ့ငလျင်ကြောင့်ဒါပြည်သူတွေဟွာဖြစ်တဲ့အချိန်မှာအဓိကတကယ်ဟိုဟွာဖြစ်မဲ့မြန်မာပြည်အလဲပိုင်းမှာဟိုတွားပြီးတော့ဟိုငလျင်ကတကယ်တက်တယ်ကြီးတွားပြီးတော့ခံနေတာပေါ့နော်သခိုင်းနဲ့မန္တလေးဆိုတော့ဟိုဒီတိုက်ွက်ဖို့မဲ့ အခြေအနေတွေမှာလည်းတွားပြီးတော့ပြည်သူကိုတချို့အရာတွေကတွားပြီးငဲ့ရသေးတာပေါ့နော်ငဲ့တဲ့အတွက်လည်းဒါကြောင့်ဒါပေမဲ့အခုဟာကတွားအတီလင်းစာထုတ် ပြီးတော့မှအဲ့ BBN နေနဲ့မန်လေး PDF နဲ့ဆိုတော့ပြီးရင်တခြားတက်ဖွဲ့တွေလည်းအတီလင်းဒီလိုသာစာမထုတ်တာပါဟုတ်တယ်တွဲပြီးတော့စောနေတာတွဲပြီးတော့မှအတွေ့အကြုံအတွေ့အကြုံယူတယ်ပြီးလို့ရှိရင်ဟိုဟိုတရက်ကပြောလို့ပေါ့ထောင်သောကြီးထိုးသည့်ဆိုတဲ့ပုံစံမျိုးပဲအဲ့တွားအဖွဲ့တွေအခုနောက်ပိုင်းကတွားပေါင်းစည်းလာတာတွေ တွေ့ရတယ်ဗောနော်အင်ပလန်ကျင်းနေတယ်အရင်တော့ကတော့သူတို့ကပြောခဲ့တယ်စစ်ကောင်စီလော်ဘီတွေကပြောခဲ့တယ်ဓမြတာတာပါကွာမင်းတို့လူလေး၄၅60နဲ့လူလေး100 200နဲ့မှန်ပါတယ်စစ်ကောင်စီအနေနဲ့ကြည့်မယ်ဆိုရင်တော့လူ100 200ကဘာမှမပြောပါတော့ဘူးဗောနော်အဲသူတို့စစ်တပ်ကြီးတဒတ်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ဒါပေမဲ့ဒီမှာ100 200ဟိုမှာ100 200ဟိုမှာ100 200နဲ့ပေါင်းပြီးတော့မှတကယ်ထောင်ထောင်ရှိတဲ့လူတွေကစုပြီးတော့မှဒီတနေရာကိုဝိုင်းပြီးတော့မှတိုက်ပေးကြပြီးရင်ငါတို့အဲ့ ပဲကြလို့ရှင်လေအဲဒီဘက်ကဒီဘက်ကလာကူမဟာမိတ်ဆိုတဲ့တကယ်မဟာမိတ်အဲတကယ်မဟာမိတ်ပေါ့နော်အခုဒါအေအေနဲ့အချင်းနဲ့ဟိုမဟာမိတ်တိဆောက်ထားလို့အေအေနဲ့ ARD PDF နဲ့ ARD တိုင်းဘက်က PDF တွေနဲ့မဟာမိတ်တိဆောက်ထားလို့ပေါ့နော်အဲသူတို့ဘက်ကို AE ဘက်ကိုဝင်လာနိုင်တဲ့လူတွေဟိုငဖဲတို့ဗရန်တို့ကနေဟိုအရှိုကဟို CDF အရှိုကဖြတ်ပြီးတော့มาတိုက်ထားပေးတယ်ဟိုဘက်ဘကိုးတိုင်းဘက်ကလည်းဖြတ်ပြီးတော့တိုက်ထားပေး AE တိုင်းကလည်းဖြတ်တိုက်ထားပေးဟိုအပေါ်ပလက်ဝါဘက်ကလည်း လုံးဝပိတ်ထားပေးတယ်ဆိုတော့တကယ် A ကလုံးဝအဆင်ပြေပြီးတော့မှသူတိုက်ခွက်ဖော်လို့လိုးလက်လက်တိုက်ခွက်ဖော်လို့ရတယ်မဟာမိတ်ရှေ့ကနေဥဆောင်လမ်းမြလှုပ်ပေးတာပေါ့နော်မဟာမိတ်လှုပ်ထားခြင်းအဖြစ်ဘလို့တွေဆက်ပြီးတော့မှအကျိုးမြတ်ရတယ်အကျိုးမြတ်ရတယ်ဆိုတော့အခုလည်းဒီတိုင်းပဲဒီဘက်ကအဲဒီကွန်ကရစ်ဘက်မှဆိုလို့ရှိရင်လည်းဒီတိုင်းပဲအွန်တီးရချစ်ချောင်းကြီးကထိုးထိုးလျက်ရက်နေတဲ့သဘောဖြစ်သွားတာပေါ့နော်အဲ့နေရာမှာပဲထိုင်ပြီးတော့မှလာချီလာတော်မူနှစ်ချီွားပြီပေါ့နော်နှစ်ချီပြီးထိုင်နေတဲ့သဘောဖြစ်သွားပြီ အဲ့တော့သူ့ကိုလည်းပိတ်ထားတာတစ်ဖွဲ့ကလည်းပိတ်ထားတယ်ဟိုဘက်ကွန်ကရစ်ကိုလည်းတစ်ဖွဲ့ချိန်ချောက်တဲ့အဖွဲ့ကလည်းတီးတန့်ချိန်ချောက်ထားတယ်ဟိုဘက်ဂျုံတို့ကိုချိန်ချောက်တဲ့အဖွဲ့ကလည်းချိန်ချောက်ထားတယ်အဲ့လိုပဲဂျုံတို့နဲ့ကွန်ကရစ်ဂျားတွေကလမ်းပိုင်းကစခန်းတွေကိုလည်းတိုက်တဲ့အဖွဲ့ကတိုက်ထုတ်ပလိုက်တယ်ဒါမနေရောဒီနေ့ရောတောက်လျှောက်တိုက်တိုက်နေတာပေါ့နော်အဲ့လိုပဲဒီဟိုဟာနဲ့ဂျုံတို့နဲ့နဘူးနဲ့ဂျားတွေကလမ်းပိုင်းမှာသူကနဲ့သူတီးတန့်ဂရုလေးတွေဖြစ်သွားအောင်လို့ စုထည့်လိုက်တာပေါ့နော်ကိုတောင်ဝင်တဲ့ကိုအင်းနေတော့မင်းတို့အဲ့ထဲမှာပဲနေတော့မထွက်နဲ့တော့အရင်တော့သူတယောက်နဲ့တယောက်ကူတန်းသွားလာပြီးတော့မှကောင်းရီကောင်ကဂျုံတို့သွားလိုက်ဂျုံတို့ကောင်နဘူးသွားလိုက်အဲ့လိုမျိုးသူကစစ်ကူပတ်ပို့လို့ရတယ်အခုကစစ်ကူလည်းမပို့နဲ့တော့မင်းတယောက်နဲ့တယောက်ဆလိတ်လည်းပို့နဲ့ကွန်းလည်းပို့နဲ့ရေဘူးရေချမ်းလည်းမကန်းနိုင်နဲ့တော့အဲ့ထဲမှာနေဖျားသာသာရောအဲ့ထဲမှာနေဖျားသာငါတို့လည်းဘရော့ရောက်မလဲဆိုတော့သူကကောင်းငင်အဲ့အဲ့ဒီဟာက၄ကီကောင်မှတခါကိုဖြစ်မှုတယ်ပြို့ဒါ drone ဆိုတဲ့ဟာကိုစပြီးတော့တီထွင်းဒီဘက် PDF ဘက်ကစပြီးတီထွင်အသုံးပြုတဲ့ကာလပေါ့နော်အဲ့မှာပထမကတော့ဒီတိုင်းပဲလာကြည့်တာ drone က drone လာကြည့်ဝီဝီဆိုတန်ကြောက်ထွက်တော့ကြည့်လိုက်သေးဗာလဲပေါ့တဲ့ drone ဟိုကွာဖြစ်တယ်ပေါ့နော်လာလာကြည့်ရောငါတို့ဗာလုံးနေလဲလာကြည့်ရယ်အဲ့လိုမဟုတ်နောက်နောက်တရက်လာလဲလာရောအဲ့ရောကလွဲနေရနည်းနည်းလွဲသွားလို့ပေါ့နော်ကိုထွက်ကြည့်ရချိန်မှာရှေ့ကလမ်းပေါ်ကိုဘုံကြီးကကြားကြားတော့ကဒီဟာဒီလိုချလိုက်ရအဲ့ဒီမှာအခုစဉ်းစားကြည့်ရသေးတယ်ကော့ကရိတ်ကောင်နေဂျုံလို့ကောင်နေနဘူးကောင်နေပါတဲ့ ဘရုံးတန်ကြားရင်တော့ကြီးဟိုတို့အကောင်ဘရုံးဘရုံးဘရုံးကောင်းဘွားဖြစ်ပြောင်းပြောင်းလို့ဘာပြောင်းအောင်ရွှေ့တာတို့ဘာလို့ဆိုအတန်အဲ့လိုမျိုးကြားရင်တော့မယ်ရင်ထိတ်ရမယ်ညဘက်ဆိုရင်အဲ့လိုအတန်ကြားရင်ငေါက်ခနဲ့ထထိုင်ရမယ်အခြေအနေမျိုးထိဟိုကြောက်ရမယ်အခြေအနေဖြစ်သွားပြီပေါ့အခုဒါတို့အတွင်းရဖရဲသီးသတင်းတွေရဆိုရင်ကျင်းနေတူးထားတယ်ကျင်းတူးပြီးတော့မှ तू ကအแทးအแทးထဲမှာ तू ကညခွေးကျင်းတွေပါထပ်တူးညခွေးကျင်းတူးပြီးတော့မှရိတ်ခါတွေပါထည့်ပြီးတော့နေရတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဒီဟာကဟို ဆိုလိုချင်တာတဖွဲ့တည်းမဟုတ်ဖဲနဲ့အဖွဲ့တွေပေါင်းပေါင်းပြီးတော့မှဟန်ချက်ညီညီနဲ့လှုပ်လဲလှုပ်တော့အကုန်လုံးကရက်တန့်သွားအောင်မဟုတ်လို့ရှိရင်ဒီဘက်က အောင်စီရရှစ်ချောင်းကြီးကိုတားတဲ့တဖွဲ့တည်းဝိုင်းတားနေဟုတ်အပေါ်ကဟိုစစ်ကောင်စီကစစ်ကူပို့ချင်တိုင်းပို့နေတာအခုပို့လို့မရတော့ဘဲနဲ့အဖွဲ့တွေအကုန်လုံးလက်ချင်းချိတ်ပြီးတော့မှ အမီမဖော်လို့တော့အဖွဲတွေနဲ့ပေါ့နော်လက်ချင်းချိန်ပြီးတော့မှလုံးတဲ့ချိန်မှာတကယ်အဲ့ဒါကြောင့်အဖွဲတွေပေါင်းပေါင်းစည်းလာတဲ့ဟာကတကယ်အားရကျင်တဲ့ဖွဲအားကြောင့်2024နှောင်းပိုင်းနဲ့2025နှစ်ဦးကတော့တကယ်ပြည်သူတွေအတွက်အားရတရားကောင်းတဲ့တည်သေးတွေဒီငလျင်တည်သေးတာမဝင်ခဲ့ရင်ဇက်တိုက်ကတော်လိုင်းတွေတော်လိုင်းတွေအားရတရားတည်သေးနေပြီပေါ့နော်ဟိုဘုံပြင်းဘက်မှာသလို့ရှိရင်လည်းမနေ့ကဟိုဒီဘုံပြင်းရွှေခဲညိုကဟိုဟာဟိုပြူစောတိတွေ10ယောက်ကြော်ကြော်တော့ စခန်းထိုင်နေတာ PDF တွေသွားပြီးတော့မှချတဲ့ချိန်မှာ तू ဟိုဘာမှလုံးဆရာမလို့တာခေါင်းတော်တယောက်ထားခဲ့ပြီးထွက်ပြေးသွားတယ်ခေါင်းတော်တော့တေတေသွားတယ်ဘောနော်ကျန်တဲ့ကျန်တဲ့ကောင်တွေကအမှ AG AG ငားလဲရလိုက်တယ်16နေရတယ်16 3လဲရတယ်ကာပိုင်တလဲရတယ်79တလဲရတယ်အဲ့တို့တို့ဘက်ကတော့ဒါဟိုဒီဘုံပြင်းပကဖအဖွဲရတော့ပေါင်တယောက်ထိတယ်ဗောနော်အဒီလိုနေရာမျိုးတွေအားစားတိုက်ပွဲတွေဖော်ဆောင်လိုက်နေဘုံပြင်းဆိုတာညီတက်တွေအဲ့မှာဟို မာစာ78တရားရှိတယ်ထောက်ပို့တက်ရှိတယ်ဆက်သွယ်ရေးရှိတယ်အမြောက်တရင်တရင်ရှိတယ်ပြီးစာက73ဌာနချုပ်ကြီးရှိတယ်ပြီးနှစ်နှစ်လေးတရင်ရှိတယ်လေးသုံးနှစ်တရင်ရှိတယ်38တရင်ရှိတယ်ကြီးတရင်မောင်းအဲ့ပါဆယ်ရင်ဌာနချုပ်10ခုဝင်းကျင်လောက်ဝိုင်းထားတဲ့နေရာပေါ့နော်ဒီလိုနေရာမှာတော့တကယ်တိုက်ပွဲဖော်နိုင်တဲ့အနေအထားမျိုးဖြစ်လာပြီဆိုတော့ပထမပြောလို့ပဲငလျင်သာမရှိခဲ့ဘူးဆိုရင်ဒီကောင်းတဲ့င်းတွေပဲတောက်လျှောက်ကြားရမယ်လို့ပြောချင်တာပေါ့ အခုဒါ drone တွေကလည်းသိရတိုင်းပဲအဲ drone ကဟုတ်ဘူးကိုကန်စားရကိုကိုတိုင်းပဲသိပြီးဟိုဘက်ကကောင်းနေဆိုအခုပါလဲဟိုတချင်းအောင်ဆိုနေရတော့ drone တန်ကြားရင်ဖြားနာလို့တတ်တူလိမ့်မယ်လို့အဲ့လိုနေတာဖြစ်နေပြီပေါ့နော်ဟိုကြားရတဲ့သတင်းတွေတကယ်ကျွန်တော်တို့တချို့ဟာတွေမှာလုံနေစဲဖြစ်လို့ကျွန်တော်ပြောလို့မရသေးတာဟုတ်တယ်အဲ့အဲ့ဒါပြည့်ကျွန်တော်ပြောမှာပြည့်တက်ဖွဲ့တွေနဲ့လည်းကျွန်တော်ချိန်ဆက်အောင်ပါပေါ့နော်ချိန်ဆက်ပြီးတော့လုံအောင်ပါပြီးတော့အရင်တုန်းကစီးလုံးနေစီးလုံးနေစီးလုံးကြတယ်ဒီတော့ဟိုအညာဘက်ကဖွဲ့ပြီးတိပါရဲ့ဒါ တွားပြီးတော့တိုက်ပြီးဟေးဆိုရင်အများကြီးပဲအဖွဲတွေကုန်လို့တခါကျရင်အဲ့လိုဖွဲ20 25ဖွဲလောက်ထိတောင်ပါကြရတယ်ဗောနော်အဲ့တုန်းကဟုတ်တယ်ကျွန်တော်တက်ဖွဲတွေကတောင်းကနေနေဖြစ်ကြတယ်ဟန်ချက်မညီဘူးဗောနော်အခုနလိုတိုက်ဆွမ်းရေးအားစမရှိကြဘူးဗျာဒါပေမဲ့လှုပ်ချင်တာပဲတိအဲ့လိုတွားလှုပ်ကြတဲ့ခါမှာအဲ့လိုအချို့ဖွဲဆိုတားကြီးရသူက25ဖွဲခေါ်လိုက်ကြအောင်ဒါဒါကတော့စစ်ကြောင်းလာတော့မယ်ဗောနော်စစ်ကောင်စီစစ်ကြောင်းလာတော့အာရောငါတို့တွားကြမယ်ချားကြမယ်အဲ့ကြအဖွဲ့စုံအောင်တော့စောင့်နေနိုင်ဘူးဗောနော်အဲအသိပေးထားတဲ့အဖွဲ့တွေကတော့အများကြီးဗော အာ၁၀ဘွဲ့ရောက်အဖွဲ20ရောက်လာအာရောက်လာဆိုလဲသွားမယ်ချမယ်ဆိုရသွားကြသွားချိန်မှာနောက်ထပ်၅ဘွဲ့နောက်မှလိုက်လာတယ်သူကအပြင်းလိုက်လာတာသူတို့လည်းပါမယ်ပေါ့တကယ်လဲအဲ့နားရောက်တဲ့ချိန်မှာဟိုအရှိရအဖွဲ့20နဲ့စက်ကောင်စီစေချောင်းနဲ့ချကုန်ကြပြီချကုန်ကြပြီဆိုတဲ့ချိန်မှာနောက်ကရောက်လာ၅ဘွဲ့အဲ့နားတီကိုမသွားချင်တော့ဘူးသူကဟောလဲပါတယ်ကွာဆိုတော့နောက်ကလည်းလမ်းထူလမ်းထူရှေ့အဖွဲ့တွေကညံတာလားဘော အဲ့လိုမျိုးလေဟိုဒီစစ်နီးပြူဟာရပါရဆာကျွန်တော်တက်ဖွဲ့တွေမသိခဲ့ကြဘူးဟုတ်တယ်အားနေခဲ့ကြတယ်ဖျို့ဖျဲတွေဖြစ်ခဲ့ကြတယ်ဒါပေမဲ့အခုပေါင်းစည်းတဲ့ဟာအဲ့လိုမဟုတ်တော့အဲကိုယူရမယ့်တာဝန်ကိုယူကြတယ်ပေါ့နော်ပြီးရင်အဲယူတဲ့တဲ့အပိုင်းတွေယူကြတယ်ပြီးရင်ချို့အားနေနေတဲ့အပိုင်းတွေကိုပြန်ပြီးတော့ဝိုင်းဖြည့်ပေးတာမျိုးပေါ့နော်ဒီဖွဲ့က drone ရှိဘူးအဲ့ဆိုဟိုဖွဲ့က drone ဖွဲ့လာတယ်ဒါမျိုးပုံစံမျိုးကြီးနဲ့ဒါစီစီလုံးလုံးပုံစံမျိုးကြီးပေါ့နော်စင်နီးပြူဟာကောင်းကောင်းဖော်ဆောင်နေတဲ့ပုံစံမျိုးကြီးကိုတကယ်မျက်ဝါးတင်တင်တွေ့လာရတယ် အဲပြီးတော့အဖွဲ့တွေကတဖွဲ့နဲ့တဖွဲ့နားလည်မှုတွေပို့ပြီးတော့ရှိလာကြတယ်အဲဟိုနေ့ကဒါချင်းဖွဲ့ဆိုလဲပြောတယ်ဗောနော်ညောင်းကဒီမာနေရက်နေမှာမဟုတ်ချင်းပြည်နယ်တခုလွတ်မြောက်သွားပြီဆိုတဲ့အချိန်မှာရက်နေမှာမဟုတ်ပြီးရင်ဒဲအီးပြောတော့ဟိုဒီဖလန်းရပြီးရဲ့အချိန်မှာတီးတိန်ဆိုပြီးဒဲအီးပြောတာအဲဒီဒီဖွဲ့တွေကလေတီးတိန်ကိုပြင်းမှာတီးတိန်ပြီးရင်မြေပြောင်းအောင်ဆင်းမှာအဲ့လိုကြီးပြောတာအင်းတော့အဲ့လိုပြောရင်ဒါကျွန်တော်ဝိုင်းဆဲကြမှာပေါ့တိရဝိုင်းဆဲကြဒါပေမဲ့စစ်ကောင်စီရဲ့အချိန်တွေကအဲ့လိုပြောပြီးတိုက်လို့ကိုရတဲ့နေဒါဖြစ်သွားပြီလို့ကျွန်တော်ပြောရမလို့ဖြစ်နေ ဘာလို့ဆိုတော့အဲ့လိုမျိုးအရှိပိုင်းမှာဒီစကန်ပြီးရင်တော့ငါတို့စကန်ကိုလာတိုက်တော့မယ်ဆိုပြီးတော့ကြိုတိတဲ့စကန်နေအများကြီးကြသွားတယ်သူတို့ပြင်ဆင်တာပဲဟိုကတည်းကဟိုစကန်တောက်ချောက်တောက်ချောက်တိုက်လာတယ် KIA ဘက်မှာဆိုလည်းအဲ့လိုပဲတောက်ချောက်တောက်ချောက်တိုက်လာတိုက်လာပြီးရဲ့အချိန်မှာဒီစကန်ပြီးဒီစကန်ဒီစကန်ပြီးဒီစကန်အစိမ့်လိုက်ကြီးတိုက်တာဘာမှပေါက်တိုက်တာမဟုတ်ဘူးဒါပေမဲ့အဲ့ဟာတွေကိုပဲသူတို့ပြင်ဆင်လို့မရပဲနဲ့ကြကုန်ကြရတယ်ပေါ့နော်အခုလည်းအဲ့လိုမျိုးကိုကြွေးကြော်ပြီးတော့အဖွဲ့တွေကပြင်းကြတဲ့အနေအထားဖြစ်လာတော့စစ်ကောင်စီရဲ့အခြေအနေကတော်တော်ကိုဒါဖြိုးဖျက်ဖြစ်လာပါတော့အဲချို့နေရာတွေမှာ ဒါကြောင့်စိတ်တက်ကြစရာလေးစိတ်မချမ်းမြေ့စရာလေးတော့ရှိတာပေါ့အဲ့ဒါတော့ဒါကြောင့်ရပြီးသားမျိုးတွေဆိုရင်ကျွန်တော်ကပြန်မပေးစေချင်ဘူးအဲ့လိုပေါ့နော်ဒါပေမဲ့လည်းချို့ဒါဖီအားတွေရင်ဆိုင်ရတဲ့ခါကျတော့ဒါပြန်ပေးရမယ့်ဘိုင်းလေးတွေအစိတ်ဘိုင်းလေးတွေပါလာတော့ဒါတော့စိတ်မကောင်းဖြစ်ကြပါတော့နော်အဲ့ကြအဲ့ဒီအခုလာရှုကိစ္စဆိုလေအဲ့အဲ့မှာရှိတဲ့ဒေသခံတွေထဲမှာကျွန်တော်ဒါစီဒီယံဝန်ထမ်းတွေရှိတယ် ဒီ JMA CDM ပဲဖြစ်ပါပဲဖြစ်ပါเนาะဒီမြို့လွတ်မြောက်သွားပြီဆိုတဲ့အချိန်မှာပြန်ပြီးတော့တာဝန်လာထမ်းဆောင်ကြတဲ့အဖွဲ့ရှိရအောင်ခုကျတော့စစ်ကောင်စီကအဲ့လိုဟာတွေဝင်လာတော့မယ်ဆိုတော့ဝင်လဲဝင်နေပြီဆိုပြီးတော့သတင်းတွေသိရအောင်ကြာအဲ့အဖွဲ့တွေကရှောင်တန်းရတာတွေဒုက္ခရောက်တာတွေခက်ခဲဖြစ်တာတွေအများကြီးတွေ့လာရတယ်ပေါ့เนาะအဲ့တော့ဘာဖြစ်ဖြစ်ဒါလုံးဝသူတို့လည်းပေးခြင်းတဲ့ပုံစံမျိုးတော့မရှိဘူးဒါပေမဲ့မဖြစ်မနေကိုပေးလိုက်ရတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအဲ့လိုပုံပေးသိခြင်းတာအခုဖလန်းရတာမပေးဘူးလုံးဝအင်းတော့ရတာလုံးဝမပေးဘူးအဲ့လိုမျိုးပဲဖြစ်စေခြင်းတာပါအဲ့တော့ ကျန်တဲ့တပ်ဖွဲ့တွေအနေနဲ့အဲ့ဒီလိုမျိုးကျွန်တော်တို့ကပို့ပြီးတော့စီမံစီချင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ပြည်သူကဟိုနေရာဆိုရင်ဒါလွမြောက်တဲ့နေရာတစ်ခုကဒါတကြံပျော်ဝဲရှင်ဝဲတစ်ခုမြင်ရတကယ်ကိုလုံးဝဘာဖြစ်အောင်မရှိပဲနဲ့တကယ်ကိုလွမြောက်တဲ့အရာသာကိုအတိခံစားနေရတဲ့မြင်ကွင်းတွေပေါ့နော်။အဲကြအဲ့ဒီလိုဟာမျိုးကျွန်တော်ကတပြည်လုံးဖြစ်စီချင်တယ်။ပြီးတော့ဒါတိမ့်ပိုက်ထားပါပြီဆိုတဲ့နေရာတိုင်းမှာကျွန်တော်ပြန်မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။အဲအဲ့ဒီလိုဟာမျိုးပဲကျွန်တော်ပြည်သူတွေကလှူလာကြပေါ့နော်။ဒါကတော့လေဒါမတတ်နိုင်တဲ့အရာတစ်ခုပေါ့နော်။ နောက်လာမဲ့ဖွဲ့တယ်အနေနဲ့ဒါမျိုးလေးစီစဉ်ပေးပါအဲဥစားလေးကိုလည်းဒီညနေပြောချင်တယ်ပေါ့နော်အဲ့တော့ဒါကြောင့်ဒီရက်ထဲမှာအဲ့လိုပဲသတင်းကောင်းတွေလည်းအများကြီးရှိတယ်ပြီးတော့ခုနကလိုစိတ်ညစ်စရာလည်းရှိတာပေါ့ဒါပေမဲ့ဒါကူကတော်လန်ရေးကျောင်းမပြေဆုံးဘူးခက်ခဲတယ်ဒီဥစ္စာမဖြစ်နိုင်ဘူးဒါတွေကိုပဲရအောင်လုပ်ရတယ်မပြေဆုံးပြေဆုံးအောင်လုပ်ရတယ်မဖြစ်နိုင်ဘူးဆိုဖြစ်နိုင်အောင်လုပ်ရတယ်ဒါတွေကူကတော်လန်ရေးဖြစ်နေတာပေါ့နော်အဲ့တော့လွယ်ကူနေတယ်ဆိုရင်တော့ကျွန်တော်က အဲဒီချိန်လောက်ဆိုပြီးလောက်ပြီပေါ့နော်အဲကြောင့်မလို့အခုလိုမျိုးအခက်ခဲနေကိုရင်ဆိုင်ကြော်ဖြတ်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားဖို့လိုပါတယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်